ကျွန်မပြောမယ်အစားအသောက်ရောင်းတဲ့လူတွေလေလေအစားအသောက်ကိုဘာလို့တန်ဖိုးမထားရလဲမသိဘူးနော်ဒီမှာမဲခေါက်မာလာတဲ့မဘူးမာလေမဲသားရဲ့အမွှေးတွေရောနော်ဒီလိုအရန်စားကောင်းမယ်ငါလည်းစိတ်တွေညက်ပါတယ်မာစားရတာမာတခါလဲပြီးတော့မကြုံဒီရဲ့အတုံးကလည်းပြန်လူတော်ရိုက်တယ်လို့ရအဲ့လိုဒီတုံးအကြီးကြီးတွေဘယ်လိုတုံးမှာအဲ့မှာငေးသွေးစိမ့်တွေရဲ့အစိမ့်တွေရောဟိုဟာတွေရောအဖက်လိုက်ပဲ ပြီးတော့သူတို့အစားတောက်တွေကိုထုတ်ပြီးရောင်းတဲ့ခါကျရင်လည်း expiry date တွေလည်းမပါဘူးနော်။ဗနေရကနဲ့ဗနေရပဲစားအေးကန်းနဲ့ထားဘာညာနဲ့လည်းပါလမ်းညွှန်ချက်လေးပါလေးပေးပေါ့။ဒါကဘယ်လောက်လဲမသိဘူး။ညင်ပြီးတော့မှားပြီးတော့စားလိုက်တယ်။ဒါပေမဲ့အဲ့တော့ဒီလူစားလို့မရတဲ့တလောက်တော့အတုံးကြီးတို့ဘလိုတွေလောက်ထားရပြော။ချက်တည်းရတုံးတယ်။စားပါမယ်ဆိုမှတို့ကြောင့်။အရင်ဆက်တယ်ချက်တည်းဖြူနေတယ်တော်တော်ထွက်တယ်။စင်ပြီး ဘယ်ကဝယ်လဲမမေးနဲ့တော့မပြောတော့အဓိကကဘာလဲဒီအမဲခောက်ကပါတဲ့အမွှေးတွေအမွှေးမပြောင်းဘူးနော်အဲ့တော့မမတို့ရေမမတို့အမှဘာလဲအစားတောက်တွေရောင်းမယ်ဆိုရင်လည်းတန်ရှင်းသက်ရမှုပြောရတဲ့ခါကျရင်ကိုယ်တစိတ်တွေကတ်ရောင်းတော့မယ်ကြော်ညာတော့မယ်ဆိုရင်နည်းနည်းပါးပါးလဲဂရီလေးပါတွေထားပြီးလုပ်ကြအောင်နော်အဓိကဒီရောင်းတဲ့လူတွေကရင်းနေတော့ကျမဝယ်စားတာနော် ်လကားစားတာမဟုတ်တော့ဝဲစားတာဒါပေမဲ့အဲ့လောက်အတုံးကြီးနဲ့အဲ့လောက်ထိရတာဆက်ရတဲ့အမွှေးရပါသေးတယ်ပြီးတော့ဒီမှာဟိုအစားတောက်တွေရောင်းမယ်ဆိုရင်ဒါတွေဆိုရင်ပုတ်သိုးတဲ့ပစ္စည်းပေါ့နော်နည်းနည်းပါးပါး expired date လေးပါလေးထက်နော်အဲ့ဒါဒီပစ္စည်းတွေတနိုင်ငံလုံးဖြစ်ရနေဆိုတော့ထောက်ခံချက်တွေရောရပြီးသွားလားမသိဘူးမရဘဲနဲ့လည်းစုတ်ရောင်းမင်းနဲ့ဘိုက်တွေနာကုန်မှာအခုစားတော့စားရတာပဲဒီမှာ ်ရုပ်သီးစိမ့်နဲ့ဟွာရည်နဲ့အစိမ့်နေအိုက်တိုင်းဟောကျမဖေမြင်ကျမဆဲအစုခံအောင်မတော်ပြီမစားတော့စားမလို့ဟာလော့ဖီဆိုတာဖြစ်နေမှာဘယ်လိုစားလို့ရပြည့်တော့တော့အတုံးအကြီးပဲနည်းနည်းပပလေးပပလေးလီးပေါ့တန်တန်ရှင်းရှင်းလေးနဲ့နည်းနည်းရတာတယ် ဆိုင်ခွဲပေါင်း3600တောင်ဖွင့်ပြီးတော့ပြီးတော့တကယ်ရတာတွေကဟို9ရေခွန်ကျော်มาတယ်တော်တော်စိတ်ပြက်တာဒါပေမဲ့တစ်ချက်တော့ရိုးလွတ်လေးရတာမစိုးဘူးဆိုပြီးစားကြည့်ဒါပေမဲ့အခုဒီမှာအမဲခေါက်มาလားဆိုတာမသိဘူးနော်အမဲခေါက်มาလားတုံးရလဲကြီးပဲမွှေးရလဲပါသေးတယ်အေးကျွန်တော်လည်းလောက်ကြတော့တော့ကမစားတော့